ယလီမတို့ဖတိမဆိုတာယလီမနဲ့လေယလီမအရန်ခင်တယ်ယလီမတို့သူဒီလိုမရောက်ခင်တည်းကသူဥပမာသူဈေးရောက်နေတယ်ဆယ်လီဖြစ်တယ်ကိုယလီမကိုခင်ရှားတယ်အဲ့ဒီမှာကိုယလီမဥပိန်တရာကိုလာပြီးဆိုလို့ရှိရင်ပေါ်ပေါ်ပြီးတော့သူရဲ့အဲ့ဒီတမယာတီးတုတ်တွေတွေ့တီးတုတ်တွေတွေ့အဲ့ဒီအမဲနဲ့အခုပေါ်ဆိုရင်ငါပြီးကောင်းနေဆိုအိမ်ပြန်လက်ဆောင်ကိုထည့်ပြလိုက်တာကလေးမတွေကနေသူရဲ့သူလင်းတရာတွေကကောင်းတယ်အဲ့တော့ဘာပဲဖြစ်ဖတိမတို့ယလီမတို့ကတော့အခု တရားတွေအဖြစ်အချင်းမနံပါတ်နဲ့ရောင်းအာဝိုင်းချုံမရန်လီမဖတ်တီးမပဲအဲ့တော့ဖတ်တီးမတီလဲပို့ဘသူပါနေရဆိုတော့ကိုလို့တီးတာအကိုတို့ဒီလဲကိုလို့ကလေးကိုလဲနေအောင်လားဒီဒါကြောင့်စသုပြည်ကိုဆောင်းရတယ်ရှိရဲ့ဆန်းကလာလာမရှိဘာပဲမယ်အဲ့လိုပြောပြကြတဲ့ကျေးဇူးတင်ပါတယ်ဘာဖြစ်လဲဆိုတော့ဒါသူတို့ဖြစ်စေချင်တယ်လို့နော်ဖြစ်လာအောင်ယလီမာတို့အတိတ်နမိတ်ပေးတယ်ဒီပဲယင်တို့မှာပိုက်သွားဘာမှအခုချိန်မှာတော့ယလီမာနဲ့ဖတ်တီမာတော့ချမ်းသာတဲ့အထက်မှာမပါပါဘူးဟုတ်ကဲ့ဒါပဲမယ်အဲ့လိုတတ်မှတ်ပေးတဲ့အတွက်အားလုံးကိုချစ်ပါတယ်ကျေးဇူးတင်ပါသူ့လည်းယလီမာချစ်ဩဘာပဲဖြစ်ဖြစ် သူရဲ့တရားဖြစ်တဲ့တကယ်သူ့လိုကောင်းလေသူကလေးမိဘစိတ်တရားဘာတို့ဖြတ်ဒီတဲဟိုကသူ့ရဲ့စိတ်ထားလေးလဲဘာပဲဖြစ်ဖြစ်ဘာစေနာဆိုတာတီးသေးကြည့်ပြီးပါတယ်နော်ဒီဘက်ကဒီဘက်ကသူ့ရဲ့ဒါကအဲ့ဒါအများကြီးချမ်းသာလာတာအများကြီးပြည့်စုံလာမှာဖတိမလေးမလည်းမကြခင်ပြည့်တဲ့ထူးမှတ်ပြီးတဲ့အတိုင်းအတိတ်တပောင်တော့မိတ်ဆောင်တဲ့အတိုင်းတတိမိုင်မြတ်တို့ဖြစ်ပါတယ် ခုအခုပြောသလိုပေါ့ဝိုင်းချုပ်မှတော့မပြောတတ်ဘူးသူကတော့ရေလင်ကောင်းပြည်လိုက်မယ်ချမ်းသာရေလင်မတို့ဖတိမဆိုတာရေလင်မနဲ့လေရေလင်မအရန်ခင်တယ်ရေလင်မတို့သူဒီလိုမရောက်ခင်တည်းကသူဥပါသူဈေးရောက်နေတယ်ဆယ်လီဖြစ်တယ်ကိုရေလင်မကိုခင်ရှားတယ်အဲ့ဒီမှာကိုရေလင်မဥပိန်တရာကိုလာပြီးဆိုလို့ရှိရင်ပေါ်ပေါ်ပြီးတော့သူရဲ့အဲ့ဒီတမယာတီးတုတ်တွေတွေ့တဲ့တီးတုတ်တွေတွေ့အဲ့ဒီအမြဲတမ်းအခုပေါ်ဆင်နေကပီကောင်းနေဆိုအိမ်ပြန်လက်ဆောင်ကိုထည့်ပြလိုက်တာကလေးမတွေကလीသူရဲ့သူလင်းတရာတွေကကောင်းတယ်အဲ့တော့ဘာပဲဖတိမတို့ရေလင်မတို့ကတော့အခု ဒီအရာကအချင်းမနံပါတ်နဲ့ရောင်းအာဝိုင်းချုံမှာရန်လေးမှာဖတ်တီးမှာပဲအဲ့တော့ဖတ်တီးမှာဒီလေပို့ဘသူပါနေရဆိုတော့ကိုတို့တည်တာအကိုတို့ဒီလေကို့လုပ်ကလေးနဲ့ကိုနေနေအောင်သာဟိုမိသားစုစုစုပြည်ပြည်ဆန်းရတာရှိရဆန်းတာလာလာမရှိဘာပဲလဲအဲ့လိုပြောပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘာဖြစ်လဲဆိုတော့ဒါသူတို့ဖြစ်စေချင်တယ်လို့နော်ဖြစ်လာအောင်ရန်လေးမှာတို့အတိတ်နမိတ်ပေးတယ်လို့ပဲရန်လေးမှာပိုက်သွားဒါပေမဲ့အခုချိန်မှာတော့ရန်လေးမှာနဲ့ဖတ်တီးမှာတော့ချမ်းသာတဲ့အထက်မှာမပါပါဘူးဟုတ်ကဲ့ဒါပေမဲ့အဲ့လိုတတ်မှတ်ပေးတဲ့အတွက်အားလုံးကိုချစ်ပါတယ်ကျေးဇူးတင်ပါတယ်သူ့လည်းရန်လေးမှာချစ်ဩဘာပဲဖြစ်ဖြစ် သူ့ရဲ့တရားစစ်တဲ့တကယ်သူ့လိုကောင်းလေသူကလင်းပြီးွားစင်းတဲ့ဟာတစ်ဖက်ဒီတဲ့ဟိုကသူ့ရဲ့စိတ်ထားလေးလဲဘာပဲဖြစ်ဖြစ်ဘာစေတနာဆိုတာတည်သေးကြည့်ပြီးပါတယ်နော်ဒီဘက်ကဒီဘက်ကသူ့ရဲ့ဘာဒီအိတ်တန်အများကြီးချမ်းသာလာတာအများကြီးပြည့်စုံလာမှာဟာဒီမလေးမလည်းမကြခင်ပြိတ်ကတည်းထူမှတ်ပြီးတဲ့အတိုင်းအတိတ်ကဘောင်တော့မိဆောင်တဲ့အတိုင်းတတိမိုင်လည်းတော့ဖြစ်ပါတယ်ဟာလေစားမှုတော့ဘောပါဗျာတုံလေးတုံလေးပြီးရတဲ့ခေါက်ကင်သွားစားတော့သူကခရီးကနာနေဆိုလာပုတ်ပြီးရှာတယ်ဖတိမလေးကကျွန်တော်ချစ်တယ်ကျွန်တော်လည်းဖတိမလေးကိုချစ်ပါတယ် အခုပြောတယ်လို့ပေါ့ဘယ်အလုံးမစင်ဘူးအခုလို့ဆိုအလုံးစင်တာအပိုက်ခိုက်ရှိကြတာပဲเนาะနည်းနည်းနာမည်လေးညာလာပြီးစင်းစင်းလောက်စင်တာဒါတော့ဟို သူများအများစုလိုရဲလေးမလို့မပြောပါဘူး။တချို့မလိုတဲ့လူတွေဘာမှမလိုမှန်းလည်းမသိဘူးလေနော်။ကိုယ်တို့လည်းကိုယ့်အတွက်ကြောင့်လေအဲ့လိုအဲ့လိုမျိုးကြီးကြတော့လည်းတစ်ခါကျရင်စိတ်တန်ရာရတယ်။စိတ်တိကျရတယ်။ဒါပေမဲ့လေအော်ကိုယ့်တို့ပဲကိုယ်ပဲလေဘာပြောချင်လို့မပြောချင်နေဆိုရင်စိတ်ညံ့ပြဖြောက်လိုက်တော့လေဟိုပြောပါများလာတယ်ခဏခဏပြည့်ကြုံမှများလာတယ်နည်းနည်းရေးချက်သွားပြီးတော့အကျဉ်းကြီးတော့ဆူဆူဝိုင်းတော့မဖြစ်တော့ညီတက်သွားပါပြီ။အဲ့တော့ဘာပဲဖြစ်ဖြစ်အော်သူလည်းတော့သူပြောပါငယ်ရှိတဲ့အချိန်ပြောပစီလီဝေဖန်နေတဲ့ချိန်ရလို့ဝေပါပါတယ်ဆဲလို့ရတဲ့အချိန်လို့သူဆဲကြပါစီ။ဒီလိုစိတ်ကူးလေးထားလိုက်ပါကိုမဟုတ်ဘူးဟုတ်တယ်ဆိုတာဖျားသိတယ်။ ဒီလိုစိတ်မျိုးတာဗုဒ္ဓဘာသာမြန်မာလူတွေအနေနဲ့ကံကံကြီးတူယုံကြည်ရပါတယ်နော်ဂျယ်လီမတို့ဒီမှာကောင်းတဲ့ကံပါလာလို့အတိတ်ကသူတို့ဂျယ်လီမတိကြိုက်စော်ကားထားလို့ကိုယ်ယူခုချိန်မှာပြန်ပြီးတော့ပြန်ပြောထိကြိုက်တယ်ပါပါဒီအောင်လေးကျွန်တော်ဒီဝကျွေးရှိလာတဲ့ငွေကြေးတွေဒီပါတီနဲ့ခြေပါစီပေါ့ဒီဒီဒီနေ့အပြောခံရဒီနေ့အပြောခံရဟာနောက်ဆုံးချိန်ဖြစ်ပါစေပေါ့ဒီလိုလေးပဲစိတ်ထားပါအဲ့တော့ကိုလူစိတ်မျိုးသူတို့မဖြစ်ပါစေနဲ့ဘာလို့လဲဆိုတော့ကိုတက်ခဲဖြစ်ပါစေဒီမှာစွတ်တောင်းကြီးက ။ဘာပဲဖြစ်သူတို့ပူလောင်မှုကနော်အာကြတော့ဖာစီဖာပြောလို့ပြောပြောပြောတင်းကိုပြန်ကမ်းတယ်ဟုတ်နော်။ဘာပဲဖြစ်ညနေမှာတော့သူတို့တော့ပြစ်မတင်ကိုကိုကိုပဲဖြစ်တယ်။ငါတချင်ကသူတို့အတိတ်ဘဝကလေဒီလိုပဲကြောချင်ပါလေ။ငါကြံကြံတော့ဘာမှမပြောချင်။အဲ့တော့ဒီဗီဒီယိုဖိုင်လေးထူးချင်အောင်ပြတိလို့ဆိုရင်ကိုကိုကိုပဲသုံးတတ်ပါ။တရားကိုသုံးတတ်မိလာနေမှာစာတရားရှာပုံမှန်ရှိကိုမှပုံမှန်တရားရှာပါဘူး။အဲ့တော့ညနေမှာတော့ကိုတရားပဲကိုရှာချင်ပါလေ။